စ်တွေပေါ့နော်ဒါတွေကတော့အသက်ကြီးလာတာနဲ့အများတော့ဒါဥမာဆိုရင် osteoporosis လို့ခေါ်တဲ့နော်အယိုးပွားတာတွေဖြစ်လာတယ်အယိုးတွေကဆက်တာတွေပေါ့နော်ဖြစ်လာတယ်ပြီးရနေတော့မှကျိုးကြတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ဒါထုံးစံဖြစ်လာတာပေါ့နော်အဲ့တော့တခုရှိတာကတော့ပေါ့နော်ဒီအယိုးစစ်တွေကောင်းဖို့ရအတွက်ဆိုရင်အဓိကကတော့ကျမတို့ vitamin D လိုအပ်ပါတယ် calcium လိုအပ်တယ် magnesium phosphorus ပေါ့နော်ဒါလေးတွေပေါ့ပြောမယ်ဆိုတော့ nutrients တွေပေါ့ဒီ nutrients တွေလိုတယ်နောက် protein လို့ခေါ်တဲ့ဒီအာဆို amino acid ပေါ့အသားဓာတ်တွေလိုတာ တွေရှိပါတယ်ရှင်နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဒီအယိုးစစ်တွေကောင်းဖို့ဆိုရင်တော့ဟိုငငယ်လေးကလေးရပါတော့နော်ဥပမာဗိုက်တာမင် D ကိုပြည့်အောင်မျိုးပေါ့နော်ဥပမာဆိုရှင်ပေါ့အိမ်ထဲမှာပဲနေတဲ့သူတွေဆိုလို့ရှင်လဲဒါ3လတစ်ခါ6လတစ်ခါလောက်ကြတော့ကျွန်တော်တို့ဒါဗိုက်တာမင် D ခန္ဓာကိုယ်ထဲမှာရှိမရှိဆိုတာလဲစစ်ဆေးသင့်ပါတယ်နောက်ပြီးတော့မှကယ်လ်ဆီယမ်တို့မက်ဂနီဆီယမ်တို့ပေါ့နော်ဒါလေးတွေကလည်းပြည့်စုံနေတယ်ဆိုလို့ရှင်တော့ပိုကောင်းပါတယ်ရှင်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဆိုလိုတာကတော့ဗာလဲဆိုရှင်ကျွန်တော်တို့ရဲ့လူမျိုးကလေးပေါ့နော်နှုတ်တောက်တာဆိုတိတ်မကြိုက်ဘူးပေါ့ပြောမယ်ဆိုလို့ရှင်တော့အဲ့တော့ဥမ ါဆိုရှင်နှုတ်တစ်ခွက်တောက်လိုက်တယ်ဆိုရှင်ဒါကယ်ဆီယံကကျမတို့အတွက်ကခန္ဓာကိုယ်လိုအပ်တာရဲ့သုံးပုံတစ်ပုံလောက်ကတော့ရနေတာပေါ့နော်ဒီတိုင်းမှာတော့နှုတ်လေးတစ်ခွက်တောက်တာမျိုးဒါမှမဟုတ်နှုတ်နဲ့နှုတ်ထွက်ပစ္စည်းပေါ့ဥပမာနှုတ်မကြိုက်ရင်ဒိန်ချင်တောက်တာမျိုးလို့ cheese လေးတွေစားတာမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှင်တော့လေကယ်ဆီယံနေရပါတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှင်လေကျမတို့အစိမ်းအောင်ရှိတဲ့အရွက်တွေပေါ့ဥပမာကညွတ်တို့လိုမျိုးဘူးရွက်တို့လိုမျိုးဟောပေါ့နော်ဒီလိုမျိုးတွေ broccoli တို့လိုမျိုးဒီထဲမှာဆိုလို့ရှင်လေဒါကယ်ဆီယံလေးတွေကတော့ပါတယ်ရှင်ဒါပေမဲ့လေဟိုနှုတ်လောက်တော့ကျမတို့ကမများ ားဘူးပေါ့เนาะဒါကြောင့်မလို့ကျမတို့ကငယ်ကလေးကိုကနေပြီးတော့မှဒီအယူအဆတက်မှာဖို့အတွက်ဆိုလို့ရှိရင်အစားစားစားရတယ်နေမှာဗိုက်တာမင် D တို့ကယ်လ်ဆီယမ်တို့မက်ဂနီဆီယမ်တို့ဖော့စဖရပ်တို့ဒါလေးတွေကိုလည်းပြည့်စုံအောင်စားမယ်ဆိုလို့ရှိရင်တော့ဒါအယူကကောင်းမွန်နေလို့ကျမတို့ကပြောလို့ရပါတယ်ရှင့်เนาะဘာလို့လဲဆိုကျမတို့အားလုံးကအသက်ကြီးလာတဲ့အချိန်မှာတော့ဒါ hormonal changes တွေပေါ့အထူးသဖြင့်ဆိုတော့အမျိုးသမီးတွေမှာပိုဖြစ်ပါတယ်เนาะဒီလိုမျိုး estrogen တွေကျသွားပြီဆိုလို့ရှိရင်တော့ဒါဘယ်သူမဆိုပဲကျမတို့တွေကဒါကယ်လ်ဆီယမ်နေသွားတယ်ဒါပြီးတော့မှတခြား hormone နေသွားတယ် ်နော်ဓာမျိုးတွေနေသွားတဲ့အတွက်ကြောင့်မလို့ကျမတို့အယူပွားတာတွေအယူဆက်တာတွေကလည်းဖြစ်လွယ်ပါတယ်ဒါလေးတွေကိုဂယူစိုက်ပါလို့တော့ကျမပြောခြင်းတယ်နောက်တစ်ခါတော့ကျမတို့အသက်ရွယ်ရလာပြီဆိုတော့ exercise လိုမျိုးပေါ့နော်ဥပမာဆိုရင်တချို့အသက်ကြီးလာပြီဆိုရင်ဘယ်မှမလှုပ်မရှားနေတာနဲ့ဆိုင်ရင်တော့လှုပ်လှုပ်ရှားရှားနေတာမျိုးလို့နောက်ပြီး exercise လုပ်ပေးတာမျိုးလို့ဒါမျိုးဆိုလို့ရှိရင်လည်းဒါအယူရဲ့တမာမှုလည်းအများကြီးအားပေးပါတယ်အဲ့တော့ကိုကပေါ့နော်တကယ်ကိုပဲလိကျင့်ခံပေါ့ကျမတို့တော့ resistant training ခေါ်တာပေါ့ဒီလိုမျိုးတွေကောင်းကောင်းမလုပ်နိုင်တဲ့ဇာရင်တော့လေဒါလှုပ်လှုပ်ရှားရှားလေးလုပ် ်နိုင်တာမျိုး physical activity ကိုကိုကအာပေါ့နော်များအောင်လုပ်တယ်ဆိုလို့ရှင်လဲဒါအများကြီးကကွယ်ဖို့ရပါတယ်ရှင့်